မင်္ဂလာပါခင်ဗျာစာရေးသူဆရာမစပယ်ဖြူနုရေးသားတော့အပြန်လန်းပယ်မှာလမ်းပယ်မှာလို့မြည်ရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာအပြန်လန်းပယ်မှာလမ်းပယ်မှာတော်လန်ကလေးဒီမညီမညာကောက်ကွေးလေးရဲ့ရှိလေသည်လမ်းဒီမြေသားပြောင်ပြောင်မေမဟုတ် လူသွားပတ်များသည့်အတွက်မြက်ပင်နွယ်ပင်တို့ပြပြလေးရဲ့ဖြစ်လာရသောတော်လန်ကလေးများတာပဲနဗေးတပတ်တစ်ချက်တွင်တော့ ရှုံတွင်နှင့်တစ်ပင်များဝင်းရံလျက်ရှို့သောနေရာများတွင်လမ်းပေါ်အထိရောက်နေသောနှွယ်ပင်တို့တက်ကိုင်းတို့ကိုဖယ်ရှားကာတွားရသေးသည်ဖိုးနေသည်လမ်းကလေးပေါ်တွင်တယောက်တည်းရိုင်နှဲနှဲလျှောက်လာသည်တညာလုံးသူတောတိုးခဲ့ရသည်ယခုနနက်တွင်မှဒီလမ်းကလေးကိုတွေ့သေးသည်တောမှမွေသောကလေးငယ်တို့ဤတိတက်ချင်းဖြင့်ဒီလမ်းဒီကနမ်းမကြီးတို့မဟုတ်လူတို့နေထိုင်ရရွာများစီရောက်မည်ဟုသူ့အလိုလိုသိနေသည် ီအတွက်ကြောင့်ပင်ဝန္ဒနိုင်လဲခြင်းသည် သူရှည်လန်းများကိုတွက်စေသည်သို့တော်ပုံမှန်ရှည်လန်းတော်မဟုတ် တရုတ်ဆွဲရတော့မလို့အာရင် ကုန်ခန်းနေသော ရှည်လန်းများထက်တော့နည်းနည်းသာသည် ဆိုရမည်သူအားရှိလာသည်ဟုခံစားရ၏သို့တော်မောလှပြီတနေရာရာတွင် ပြည်လဲလိုက်ရှင်စိတ်သည် သူရင်ထဲကြီးစိုးကနေသည်ထိုနေရာသည်သူရင်ကဝါကြံငယ်များဖြစ်လျင်ဘလောက်များကောင်းလိုက်မည်နည်း ။ငိုင်းဆိုင်ဆိုင်လျှောက်လာသောရှေးလမ်းများကိုရက်ကဖိုးနေနောက်သို့လှည့်ကြည့်မိသည်။သူဘယ်ရောက်နေသည်လဲမသိ။အိမ်နှင့်အလုံးအလုံးဝေးလံသောနေရာသို့ရောက်နေပြီဟုသာထင်သည်။မိုင်းအဖြင့်သူမသိ။ရှေးတောင်များညောင်းညအချင်းဖြင့်သာခရီးဝေးသည်ကိုမှန်းတတ်သည်။သူ့အိမ်လေးသည်နောက်ကျောဘက်မိုင်းများစွာဝေးကွာသောနေရာတွင်ကြံရစ်ခဲ့သည်လား။လက်ဝဲဘက်လက်ရဘက်ကနေဥတိုင်းသွားနေရင်ရောက်နိုင်မည်လားသူမသိပေ သူနားလဲဒီမှာတော့သူဒီအိမ်နဲ့မိုင်ပေါင်းများစွာဝေးခဲ့လိမ့်ပြီမိဘတို့နဲ့တကွဲစီဖြစ်ခဲ့ပြီအိမ်ပြန်ရန်လည်းမဖြစ်နိုင်သေးအိမ်ကိုထားခဲ့ပြီးဒီဖိုးနီတို့ရွာကလေးဒီတောင်တန်းများရိမ်မိုးထားသောနေရာမှာရှိလေသည်ရွာကိုချောင်းငယ်တစ်ခုကဖျက်ဆီးသွားသည်ရွာတွင် အိမ်ရှင်များစွာ ရှိသည်မဟုတ်မူလာတန်းကျောင်းများသာရှိသောရွာတရွာမည်ထိုရွာကလေးတွင်ဖိုးနီမွေးဖွားကြည်ပြင်ခဲ့သည် ကောက်ပင်တို့လေယာမြေပေါ်တွင်စတင်ဆိုင်လန်းကြသောမိုးရာသီ၌ဖိုးနီကိုမွေးဖွားခဲ့လေသည်များစွာသောလေသမားသားသမီးများတို့ပင် အမေကျောပေါ်မှကလေးကလေကိုကျွမ်းဝင်ခဲ့ရသည်အမေကဖိုးနီကိုကျောပိုးကကောက်ရိတ်တင်ခဲ့သည်အဖေနှင့်ဒိုးဒူပေါင်ဘက်လောက်ကန်ခဲ့သည်လေကတော့ဧကာများစွာရှိသည်မဟုတ်ပေဝမ်းသာအပြင်နည်းနည်းမြတာပူချန်သည်ကျွေးမတင်ုံသာရှိခဲ့သည်တဲ့ သူနားလည်းတိတဲ့ချိန်မှာတော့အမေကပြန်ပြောင်း၍ပြောပြတတ်လေသည်ဖိုးနေသည့်လဲထဲတွင် အဖေပင်မလာသည်ကိုသတိရ၏အဖေကအလုပ်ကို အပင်မခံလုပ်တတ်သည်စပားဆိုင်ရင်းဆိုတဲ့နည်းအပတ်တကုတ်လုပ်သည်အဖေဘက်ကတူတယောက်နှင့်ထွန်ချရာစိုက်ကြပြိုးကြသည်ခြံရဲတွင်လည်းတီးပင်စားပင်စိုက်ရသေးသည်တော်တဲ့တက်ခါထင်းချသေးသည်ငားချတတ်သေးသည် ဒီကြွက်သားအပြိုင်ပြိုင်နဲ့အလွန်တန်ဆွမ်းရှာသည်အဖေပကုံးကိုခိုးတွယ်ရလျင်ဖိုးနီအလွန်ပျော်သည် သို့တော်အဖေကို သူအချိန်ကြာမြင့်သွားတွယ်ကပ်ခွင့်ရခဲ့သည်တော့မဟုတ်ပါဘူးသူ့အောက်ကညီမလေးရလာချိန်မှာတော့ဖိုးနီသည်အမေရင်ခွင်ထဲကညီမလေးအားအဖေပြူတီကိုသာတွေ့ရသည်ညီမလေးကိုပွေ့ချီကြည်စည်သည်ကိုမြင်လာရသည်ဖိုးနီကိုအဖေမမြင်တော့ဘူး သို့တော်သူမနာလို့လည်းမဖြစ်တတ်ပါဘီကောင်းစွာပြေလွာဆော်ကစားတတ်ပြီမို့အိမ်နီးချင်းကလေးတတိုက်ကို ပြောင်းလဲခင်တွေ့တတ်ခဲ့သည် သူကောင်းစွာတည်တတ်ပြီဖြစ်သောအသက်၆နှစ်ခန့်တွင်ညီမလေးက၃နှစ်ခန့်ရှိပြီထိုစဉ်ကသူကြောင်းနေရသည်ရွာထဲကမူလာတန်းကြောင်းလေးမှပင်နေရသည်ဖိုးနေအတွက်အမေကလွယ်အိတ်အစ်စ်ဝယ်ပေးသည်ကောမာဘူးလေးဝယ်ပေးသည် သူသည်စာသင်ရသည်ကိုအလွန်ပျော်ရွှင်ခဲ့လေသည် ညာလည်းကောင်း၏တနေ့တတန်းအောင်ခဲ့သည်ဖိုးနေရွတ်တော့ခလေးပီပီပျော်ရွှင်ခဲ့တော့အပူပင်ကင်းခဲ့သောကာလများပင်မြို့ကလာသောဆရာမလေးကတော့ဖိုးနေဟာပညာရေးထွန်းကားမဲ့ကလေးဟုအမေကိုတချိန်မှာပြောပူတာကြားဘူးသည်သို့ပေမဲ့အเจ้าမှာနောက်ဆုံးနေခဲ့ရသည်ကတော့ဖိုးနေဒုတိယတန်းအောင်သည်အထိပါပဲသူဒုတိယတန်းရောက်သည့်နှစ်တွင်ညီမလေးကသူငယ်တန်းတက်ပြီး အမေဒီနောက်ထပ်ညီလေးတယောက်ကိုမွေးဖွား၏သူသည်အလိုလိုပင်မြမလေးကိုထိန်ရသည်ညီလေးကိုထိန်ရသည် အမေတို့လည်းလဲဆင်းသည့်အခါထမင်းရှက်ရသည် ရှင်းနေမြတာရှိသေးတော်လေလူကြီးလေးပမာအိမ်မှာအတုံးတက်နေသည်အရင်လုံးနှင့်ကြောင်းစများအကြာ ဖိုးနီကအသားတကျရှိစေဒီမှာပင်အမေတို့ကသူ့ကို ကြောင်းထုတ်ရန်ကြံနေသည်ဖိုးနီသည်တခဏများတော့ဝမ်းနေခြင်းဖြစ်လိုက်သေးသည် သို့တော်အမေဤညွန်ွမ်းတော်ပင်မန်းတော်မျက်နာကိုငယ်ပဲတော်လဲတိတက်ခဲ့သည်။ကြောင်းပြန့်ဖွင့်တော့မိုးရသည် အစာပြုတ်ခြင်း။အမေတို့ကလဲလဲဆင်းကြပြီမို့ဖိုးနေသည့်ညီလေးထင်းကထမင်းချက်ခါနှင့်ညီမလေးကြောင်းသွားသည်ကိုထမင်းဆောင်ကျွေးရသည်။ညနေခင်းများမှာကြွဲသိမ်းရသည်။သူ့လက်အိတ်ကတော့ဆုတ်ခဲ့ပြီဖြစ်လျာလက်နှီးသာဖြစ်သွားလေသည်။အတန်းပေါ်များခြံရှိကဖြတ်သွားလျင် ဖိုးနေသည်ခလေးပိုးကချော့မြူရင်းပြုံးပြနှုတ်ဆက်ရသည် သူတို့တွေကြောင်းစင်းချိန်ကိုစောင့်ကဆော့ကစားရသည်ဆရာမလေးကမျက်ရည်ဝဲချင်သည်ကိုဘာကြောင့်မှမသိမစင်စားနိုင် ကိုဘဝကိုကျဉ်တ်ခါနေခဲ့သည်သို့တော်ရံဖန်ရံခါတော့ဖိုးနေမှလည်းမကျဉ်တ်ချက်ကလေးများရှိရသည်ပင် အဖေသည်သူနှင့်ခုနောက်ပိုင်းစိမ့်လာသည် သူကိုယ်တော့ဖိုးနီးဟုဒုံတိတိခေါ်တတ်သည်မြမလေးနဲ့ညီလေးကိုတော့ ။တမီးရေတားရေဟုခေါ်သည်။ညီလေးကို ရှီပိုးကနေပြန်သည်။ညီလေးကိုပြုလျင် ပြုံးရွှင်နေသည်။ညီမလေးစာကျက်နေလျင်လည်းပြုံးနေပြန်သည်။ဖိုးနီကိုကစူစရာများသာရှာတွေ့နေသည်လားမသိ။မျက်တော့နေနဲ့သာစူပူတီကိုနေစဉ်လိုကြုံရသည်။တရက်မှာတော့ညီလေးကိုအိမ်ခြေခန်းတွင်တိတ်ထားတော့သူဒီမိဖို့ထဲမှာညနေသာထမင်းအိုးတည်နေခဲ့သည်အိမ်ခြေကဒုံကနေအတန်ကြား၍ပြေးကြည့်လျင ညီလေးဒီပခတ်တဲကနေကျမ်းပြင်ပေါ်ကြပြီစူစူဝါဝါငိုလျက်ရှိသည်အိမ်မှာလည်းမိဘများရှိသည်မဟုတ်တက်တက်လောက်မှတ်တက်လောက်လျှော့ရသည်နှစ်ဖူးရောင်သွားသည်ကိုတော့ဘာလို့ရမှန်းမသိညနေရောက်သည့်အခါအဖေတို့ပြန်လာနေရင်တော့ဖိုးနီအရိုက်ခံရသည် အဖေကဖိုးနီကိုရိုက်သည် အဖေရိုက်တာနားလား၍မဟုတ်တော့လေဖိုးနီဒီဝမ်ပန်းတနေပင်ငိုခဲ့သည် အဖေကတားကိုမချစ်ပါဘူးအမေရာသူဒီမီမိဖို့တဲ့တွင် အမေနာကတ်နေရင်တီတိုပြောမိသည်အိမ်ရှိတွင်တော့အဖေဒီညီလေးကိုချော့ပြုံလျက်ညီမလေးကစာကြက်လျက်သူဒီအဖေလက်မောင်းများကိုဝမ်းနေစွာငေးနေခဲ့၏မဟုတ်ပါဘူးဖို့နေရဲ့အဖေပဲမချစ်ပဲဘယ်မှာရှိပါမလဲနင်းကိုချက်လိုက်တာများအားကိုးတာပါပဲလေအမေအတီးဆုံးပဲပေါ့ ဖိုးနေသည့်အမေမျက်နှာကိုတန်တအောငင်းနေခဲ့သည်။သူဘယ်သို့နားလဲရမည်နည်းအဖေဟာဖိုးနေကိုဘာကြောင့်အမြဲတမ်းစူပူခြင်းရတာလဲ။အမေစကားကိုယုံလာသည်မဟုတ်တော့လေ။ဖိုးနေကငြိမ်နေခဲ့သည်။ထမင်းဝိုင်းကြတော့လေအဖေသည်သူမဟုတ်တယ်လို့ပင်ဖိုးနေကို စကားဆိုပြန်သည်။တို့ပင်မဲ့ဒုံတိတိသာမနက်တော်ရင်လိုက်ခဲ့အောင်နဲ့ တို့နှင့်ဖိုးနေသည်အဖေလက်တစည်းနှင့်တော်တဲ့ဝင်ရမှာလိုက်ရပြန်သည်တားဘတရွေထင်းတိုက်ကြသည်အိမ်ရောက်တတ်မှာထင်းတူလောင်ကြသည်ဖိုးနေတို့အိမ်သည်ဒီရက်ကရှမ်းဘက်မှာရွာများတွင်တွေ့ရတတ်သောခြေတန်းခြေအိမ်ငယ်လေးများသာဖြစ်သည်အိမ်ရောက်တတ်မှာကြက်ချံရှိသည် ထင်းစဉ်ရှိသည်အိမ်ကတော့တန်ငယ်မိုးဝါကြံခင်ထယံကာတာတာမန်လေသမားအိမ်ပြပင်ဒီအိမ်မှာတာမဟုတ် တရွာလုံးမှာတော့အင်ငယ်များသာအများစုနေကြသည်ကရှင်များလည်းရှိသည်တောင်သူအလုပ်ကိုသာအထက်ကလောက်ကြသည်ဖိုးနေတို့အရွယ်များကတော့မိဘကိုကူညီတတ်ကြသည်အင်အလုပ်လယ်တဲကအလုပ်များကိုတတ်နိုင်သလောက်လုပ်ကြရသည်ကြောင်းတဲ့သူများကလည်းကြောင်းချင်းပြင်ပမှာအလုပ်ကူကြရသည်များသောအားဖြင့်တော့သူတို့သည်လေးတန်းများအောင်လျင်ပညာရေးဆောင်ငန်းတိုင်ကြမည်ဖိုးနေတို့လေးတန်းပင်မရောက်သူများလည်းမချားလှပေ သို့တော်ရွာမှာတော့ဒါသည်အဆန်းလည်းမဟုတ်ပါဘူး။သူတို့ကြေးပါကလေးသည်မြို့နှင့်တော်တော်အလန်းกว่าသည်။ကချင်ပြည်နယ်တဲကတာမန်ရွာကလေးတရွာသာပင်မြို့ပေါ်သို့ဖိုးနေတို့တိတ်မရဘူးပေ။အဖေတို့ကတော့စဘာလေးပဲလေးရောင်းဖို့ဈေးဝယ်ဖို့ရောက်တတ်သေးသည်။ဖိုးနေကတော့အဖေနှင့်တစ်ခါတစ်ခါသာလိုက်သွားမှုသည်မြို့သေးသေးလေးပင်မဲ့သူ့အတွက်ကြီးကျယ်ခမ်းနားနေခဲ့သည်။ ငါတော့မြို့မှာမနေရှင်ဘူးခေဟုတောကတငယ်ချင်းများကိုပြောပြတတ်သည်တကယ်လည်းဖိုးနေသည်ရွာကလေးမှာပဲပြောခဲ့သည်အဖေကသူ့ကိုမရှိဘူးဟုထင်မြဲဖြစ်တော်လေအိမ်တွင်သူပြောခဲ့သည်ပင်မန်းတော်လည်းအိမ်အလုံးများကိုမငင်းညူအချိန်တန်၍လေထဲဆင်းရလျင်လည်းသူသည်အဖေလိုလေသမားစစ်စစ်သာဖြစ်လာရအောင်မည်ကောင်းတဲ့ပင်များကိုမြင်လျင်သူလည်းပျော်တတ်သည်ပင်ကောင်းတဲ့များရိတ်သိမ်းချိန်ပင်တော့ သူတို့ရွာကလေးများသည်ပွဲလမ်းများနှင့်ပျော်မွေ့ဝေရာဖြစ်လာမည်ဒီလိုသာမပြောင်းလဲရှီအုံးမီဟုဖိုးနေကခလေးပီပီတွေးထင်ခဲ့သည်သို့တော်မမြင်ရသောကံကြမာသည်ဖိုးနေတို့သည်တို့ဆိုက်ဆိုင်မြတ်မြတ်ရောက်လာခဲ့သည်ဖိုးနေတို့ရှမ်းဘက်မှရွာကလေးများတာမကအနည်းဝင်းညစ်တစ်ပိုက်ကကချင်ရွာကလေးများကိုလည်းဆက်ရောက်လာခဲ့သည်ပင်ပထမတော့လူကြီးများကြိတ်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 စကားပြောတတ်ကြသည်ကိုသူတို့စမ်းသည်မထင်သည် နောက်တော့ ညဘက်ဆိုအတန်တချို့ကိုအစမ်းတကြေကြလာရသည်။မိုးလင်းလျင်တော့ညကဟိုရွာမှာဘာဖြစ်လို့တဲ့။စတော့အတန်များညံစီနေပြန်သည်။လေယာဉ်ထဲသို့တော့ပုံမှန်ဆင်းနိုင်စေ။ဖိုးမဏီတို့ရွာကလေးကအေးချမ်းသေးပင်။စောင်းရသည်စဝင်လျင်တော့ကောင်းတဲ့များရင်းမဲ့ပြီ။မကြခင်ရိတ်သိမ်းရတော့မည်။အဖေနဲ့အမေတို့ကစိတ်ကူးနှင့်ညော်မှန်းစေ။တညမှာတော့မှုန်တိုင်းမှွေသလိုအတန်များက သူတို့နဲ့တိမ်မဝေးတော့ပြီဆိုဒီကိုကြည့်ရသည်ရွာကဗီဒီယိုရုံများတွင် ကြည့်ရတတ်သောဇကားတွေကလိုအတန်များသည်ခလေးများကို အထိတ်တလန့်ငိုကြွေးစေသည်လူကြီးများကလည်းထိတ်လန့်ကြသည်အတန်များသည်တဖြည်းဖြည်းနှင့်တဲထန်လာသည်ဖိုးဒီရေဒီအထုပ်ကလေးဆွဲဟုတ်အမေကပြောသည် အမေဒီညီလေးကိုရှိလျက်အဖေကတော့ညီမလေးကိုပွေဖက်လျက်ကိုနေ့ဒီအမေလှမ်းပေးသော အထုပ်ကိုပိုက်ကား အိမ်အပေါ်ကအမြန်ဆင်းရသည်တရွာလုံးသည် အသက်ဝင်ဆူညံနေပေသည်ဟိုးနေတို့သည်ရွာနှင့်အနီးဆုံး တောထဲကို တိုးလာကြသည်တောသည်အမောင်ထဲတွင်ပို၍နှချိုင်းမဲမောင်နေသည် လူသားများသည်ဟိုမာဒီမှာပေါ်ထွက်နေလာသည်ပောက်ခွဲသံများသည် သူတို့ရှိတွင်ပင်ရောက်လာသလိုအတန်များကနှိပ်ဆက်စေအော်ဟစ်တံငိုကြွေးတံနှင့် ပြေးလွှားတံများရှည်လန်းများ သူတို့ပြေးကြသည် ဖိုးနေပြေးသည်တယောက်တည်းအားသွန်ခွန်ဆိုင်ပြေးသည်အတန်များကပ်ပလာသည်ထင်လေလေတိုးကတိုးကပြေးလေလေဖြစ်သည် သူ့နားထဲတွင်အတန်များသာဆူညံနေသည် အပြေးပြိုင်ပွဲတိုင်းဘိုးဆွဲနေကြဖိုးနေ၏ရှိတော်များက ရှိသောသာအချိန်နှင့်တိုးနေသည်သူဘာကိုမှမသိတော့ကြောင်းလန့်ခြင်းတစ်ခုမျှသာသူသိသည် နောက်ဆုံးတော့ဖိုးနေမောပန်း၍နားသည့်အခါတွင် သူ့အနေတွင်ဘသူမျှမရှိတော့သူဆွဲလာတော့အထုတ်ကလေးတီလည်းဘယ်မှာကြကြံခဲ့ပြီလဲမသိတော့ပါဘူးတောတီမှောင်းနေ၏အတန်တို့ကတိတ်ဆိတ်နေသည်ဟုထင်ရတော့လေတကယ်တကယ်မှာတော့ရှောက်ရှားစကွယ်ဖိုးနေသည်တစ်ပင်တစ်ပင်ဤရှေရင်၌တိုးကပ်ခါရှိုက်ငင်လိုက်သည်သူငိုသည် အဖေသူ့ကိုရိုက်စင်ကထက်ဝမ်းနေစွာငိုကြွေးလေသည်တော်လန်းလေးပေါ်တွင်ရိုင်နေနဲ့ရှောက်လာတော့ဖိုးနေသည် အတန်တစ်ခုကြောင့်ရှေလန်းများတုန်ကနေရက်သွားသည်။ဘာတမ်းပါလဲ။အတေအရှားနားဆွင့်မိလျင်တော့ဖိုးနေဤမျက်နှာသည် မျောလင်းခြင်းဖြင့်ဝင်းပါလာသည်။ဆိုင်ကယ်တန်းလမ်းမကြီးနှင့်မဝေးတော့ပြီလား။သူဒီမဟုတ်ဆိုင်ကယ်သည်သူရှိရာလမ်းကလေးစီလာနေသည်လား။လမ်းကလေးကကွေးကောက်နေသည်မို့ရှေ့ကိုမမြင်သာသည်။သို့တော်အတန်သည်ပို၍ပင်နီးကပ်လာသည်ကိုတော့ကြားရပါသည်။ ဖိုးနေသည့်တစုံတရာကိုစောင့်နေသလိုသူ့ရှည်လမ်းများကိုရက်တက်ထားလိုက်သည်။ကလေးများကိုဖမ်းတတ်သည်ဟုလူကြီးများကရှောင်းလန်းတတ်သောလူသူများပင်ဖြစ်စေ ਉ ။ယခုနေတော့ဖိုးနေဘာကိုမျှမကြောက်နိုင်ပါဘူး။သူသည်တညာလုံးကြောက်လန့်ခြင်းနှင့်အသားကျခဲ့သည်။ဒီတက်လည်းထူး၍ဗလံမကြောက်နိုင်တော့ပြီထင်သည်။ညကဝမ်းပန်တနေငိုချိုက်နေခဲ့သောဖိုးနေသည် မိုးစစ်စင်နှင်းချိန်မှာတော့ငိုရံပင်မောနေလေပြီ။ ထပ်၍လည်းမငုံနိုင်တော့ပြီ။ဖိုးနေငေးမောနေစဉ်မှာပင်လမ်းချိုးအခွေတွင် ဆိုင်ကတစည်းပေါ်လာသည်ကိုတွေ့ရသည်။လူနှစ်ဦးပါလာသည်။သူတို့သည် ဖိုးနေကိုမြင်လျင် ဆိုင်ကယ်ကိုဆက်တက်လာကြသည်။စကားတချို့မေးမြန်းကြသည်။သူ့လိုရှမ်းဘက်မှတယောက်မဟုတ်ဘဲကချင်းများဖြစ်ကြသည်ကိုဖိုးနေသိလာသည်။ဖိုးနေသည်ဖြစ်ကြောင်းကုန်စင်ကိုပြန်ပြောရ၏။သူဘယ်ရွာကနာသည့်အကြောင်း မိဘများနဲ့ကွဲကွာခဲ့ရသည့်အကြောင်းသူတို့သည်ခေါင်းတငိမ့်ငိမ့်နဲ့နားထောင်ပြီးနောက်တီတိုးတိုင်ပင်ကြ၏ထို့နောက်ဖိုးနေကိုဆံငယ်ပေါ်တင်ကခရီးဆက်ခဲ့ကြသည်ဆံငယ်မောင်းသူနှင့်နောက်ကလိုက်သူနှစ်ဦးအကြားဖိုးနေထိုင်ရသည် သူတို့ဘဲသွားမည်နီဖိုးနေမသိပါတို့တော့သူ့ကိုပိုက်ထွေးထားသောလမ်းများတွင်စာနာမှုများပါသည်ကိုတော့ခံစားရသည်။ကလေးဖမ်းသူများဘယ်နည်းနည်းမှမဖြစ်နိုင် တညာလုံးရှမ်းတုံနေခဲ့ရသောဖိုးနေသည်။နှွေးတွေသော ခန္ဓာကိုယ်ငွေ့များကြားတွင်နှွေးကနေလေသည်။အချိန်တော့ဘလောက်ကြာသည်လဲမသိ။တော်လန်နေကြွေကောက်သွားရသည်။ခေါင်းကလေးများ ခွေးများကိုတက်ရသည်။တနေရာတွင်တော့ဆိုင်ကယ်ကိုဆက်တက်ခါရက်လိုက်ကြသည်။သူတို့အားလုံးဆိုင်ကယ်ပေါ်ကဆင်းကြသည်။ဥတီလိုသောနေရာသို့ရောက်ခဲ့ပြီဟုဖိုးနေထင်ပါသည်။ပန်ဝင်းချင်းကိုစူးစမ်းရန်လှည့်ကြည့်လိုက်တော့ ဖိုးနေသည့်မြင်ကွင်းကိုတန်းတအောငေးမောနေရသည်။သူရောက်နေသောနေရာသည်တစ်ပင်များအုပ်မိုးလျက်အလဲတွင် ရှင်းလင်းကတဲများဆောက်ထားသည်ကိုတွေ့ရသည်။တာလပတ်များမိုးထားသောဖက်များကာရထားသောတဲကြီးများတဲ့၌လူများစွာတွေ့ရသည်။သူတို့အရွယ်ကလေးများတူတက်ငယ်သောကလေးများသည်မြေပြင်တွင်ဆော်ကစားနေသည်။ရွာလားဟဲ့အင်းမဟုတ်နိုင်ပါဘူး။ဒါရွာနှင့်မတူပါ လယ်ဆောင်တဲများထပ်ပင်အနေဆုံးရှင်နေသောတဲများနေရာကွက်ကွက်ကလေးမှာစူးစီးနေတာကိုဂျွာနဲ့မတူပါဒါဆိုဘာများပါလဲဖိုးနေသည်ကြာကြာမတွေးနိုင်သူ့ကိုခေါ်လာသူနှုတ်ဦးကခြေလန်းပြင်ပြီမို့သူတို့နောက်လိုက်ရသည်ဖိုးနေကကစားနေသောကလေးတို့အနီးမှဖြတ်လိုက်ရင်ညမလေးနဲ့ညီလေးကိုပြင်းစွာအောင်းမိလေ၏သူတို့ဘယ်ရောက်နေပြီနိအမေ အဖေတို့ကရောဗမာပါနီး ဒီတဲများတွင်နေရနေမိလားဖိုးနေသည်မျောလင်းချင်းဖြင့်မျက်နှာလေးရွှင်လာပြန်သည်ဟဲ့နေဖိုးနေမဟုတ်လားခလေးတက်တိုက်ထဲကအတန်ထွက်လာလည်းရင်ဖိုးနေကငဲကြည့်လိုက်ပါသည်မျက်ဝန်းချင်းချင်းလေးများပိတ်သည့်အထိပြုံးရပြနေသူကို ဖိုးနေကောင်းစွာမှတ်မိသည်ဒုတိယတန်းမှာတဒန်းနဲ့နေခဲ့ရသောဖိုးနေဤတငယ်ချင်းပါပဲအာဘူးအေး င်းတို့ဒီမှာဘလို့ရောက်နေတာလဲငါတို့လည်းပြေးလာတာပဲပေါ့နေအဖေတို့ရော မပါဘူးဟာငါတယောက်တည်းနန်းခွဲသွားတာဒီမှာရောက်နေတာမသိဘူးလေမရောက်ပါဘူးဟဲ့ငါမြင်ရင်သိပါတယ်ဖိုးနေသည်တက်ပြင်းလေးရှားလိုက်မိသည် သူ့မျောလင်းချက်လေးသည်ဟုတ်ခနဲ့ငိမ့်သွားသော မြင်းညွန့်ကလေးတို့ပင်ရှေ့တွင်တော့သူ့ကိုခေါ်လာသူတို့သည်ဆီယမာလေးလိုအွယ်အမကြီးတယောက်နှင့်စကားပြောကနေသည် ကချင်းစကားများနဲ့သာစကားပြောသည်ဖြစ်၍ဖိုးနီနားမလည်ပေသို့တော်သူအကြောင်းပြောနေမှန်းတော့ဖိုးနီသိပါသည်ထို့နောက်သူ့ကိုလာခေါ်သည်ကိုကြုံရသည်ဒီမှာပင် ဖိုးနီနေရအောင်မတဲ့အာဘူကတော့သူတို့တဲသို့ခေါ်သွားလိုသည်သို့တော်အာဘူတို့နေသည့်တဲတွင် လူကများလာပြီနနေချင်းဆိုင်ကတဲတွင် ဖိုးနီနေရပါသည် လူကြီးများကြားတွင် ဖိုးနီကိုနေရာပေးထားသည် ူတို့ချင်းပြောကြသောကချင်စကားကိုဖိုးနီနားလည်သည်မဟုတ်မျက်နှာများကနှွေးထွေးမှုကိုတော့ခလေးပေမဲ့ဖိုးနီသိပါသည်တညာလုံးပြေးလွှားလာခဲ့ရသောဖိုးနီအတွက်တော့အားဘူတို့ခလေးတတိုင်းနဲ့အတူစားရသောထမင်းမှမြင်လာသည်တကယ်တော့ဟင်းကဘာမှပါသည်မဟုတ်ပဲပြုတ်တစ်ခွက်မျှတာဒါပေမဲ့စားလောင်နေသည်မို့ထမင်းကုံအောင်စားပြစ်လိုက်သည်ဒီကြတဲ့အမေချက်ပေးတတ်သောစွန်တန်ဟင်းရည်နှင့် ငကြောမြောင်းကိုပင်တတိယသည်သည်မြမလေးနှင့်ဟင်းလူစားရသည်ကိုအမှတ်ရသည် သူတို့သည်ဘယ်နေရာမှာရှိနေသည်နည်းကိုနီလိုတဲတို့ထမင်းတို့ရှားတွေ့ရလားပူပင်တော့ကနှင့်ခိတားမြငင်းငံရတော့လေခလေးပြေပြေပင် တအောင်မြကြာလျင် မေ့တယ်လို့ရှိလာပြန်သည် အာဘူတို့နှင့်ကုန်းကလေးထက်တွင်ပြေးတန်းလိုက်တန်းကစားနေပြန်သည်သူတို့သည် လူကြီးများလိုတောကများတတ်သေးသည်မဟုတ် ကောင်းမရေရသေးသည်ကိုမပူပင်တဲ့။နောက်နေ့အတွက် ဆန်ရှိမီမရှိမီကိုမတွေးတဲ့။မနှက်ပြန်တွင်ဘာဖြစ်လာအုံးမီကို မကြောက်တဲ့။ဘာမှမသိတတ်သေးသောစိတ်နှလုံးများတွင် သူတို့ရေမောနှံ့ကြသေးသည်။နေဝင်မိုးချုပ်တော့ညစာစားပြီးသည်နှင့်သူတို့အိပ်ရာဝင်ကြသည်။တဲများသည်ခေတ္တများကြလျင် အမောင်ကြားတွင် တိတ်ဆိတ်ခါနေသည်။လေသည်ဖက်ရွက်ကြားကတိုးဝင်လာသည်။ ရှမ်းမြသောလေကြောင့်ဖိုးနေတုံစားပြူလာသည်သို့တော်သူတွင်ဆောင်းမရှိတဖက်မှာအိတ်တော်အဖိုးတယောက်ကခြုံဆောင်ကိုလွှမ်းပေးသေးသည်သို့တော်သူလူးလိုက်နေရင်းပါပင်ဆောင်းလျှော့ကြသည်နှစ်ယောက်ခြုံနိုင်သော ဆောင်းမဟုတ်သည်မို့ဆွဲယူရန်ညွန့်ရာအားနာရသေးသည်ကိုကိုလေးနေရင်တော့အချမ်းပြေမှာပါပဲဖိုးနေသည်မျက်လုံးကိုစစ်ပိတ်ထားသည့်ကြားကအနစ်ရင်ဝင်ကိုလွမ်းစားပြူလာသည် အိမ်မှာတော့ဆင်းရဲသည်မှန်တော်လေ။ຫນွေထွေးသေးသည်။အမေနာတိုးကပ်နိုင်သည်။ညီမလေးနဲ့ဆောင်လူရှုံနိုင်သည်။အဖေကိုငွေးကိုလည်းငယ်တော့ကခေလုံခဲ့ရသည်ကိုတတိရလာသည်။နောင်တော့ဘလိုပင်မိဘများကစူတီဖြစ်စေစိတ်မကွက်တော့ပါဘူးဟုတဆက်သေးပင်စဉ်းစားနေပြန်သည်။ဒီလိုနဲ့ရှမ်းရှမ်းနဲ့ကိုရင်ကသူအိပ်ပျော်သွားခဲ့သည်။နောက်တစ်နေ့မိုးလင်းလာရင်ရှမ်းရင်လာစေဖြစ်သည်ကိုတွေ့ရလေသည်။ ဖိုးနေသည့်တခြားကလေးများနှင့်အတူမီးလုံရ၏သူတို့တွင်အင်းကြီးအနှွေးတယ်မရှိပါဘဲအချိန်တန်လျင် လူကြီးများကချက်ပြုတ်ကြသည်ဆံကနဲခဲ့ပြီဟုပြောတန်ကြရသည်အေးလေအိမ်ပြန်ရတော့မှာပဲဖိုးနေကကလေးပြပင်ပင်တွေးနေသည် သူအိမ်ပြန်ခြင်းပြီမိဘမောင်နှမများကိုတွေ့ရှင်လာပြီမကြခင်ပြန်ရတော့မည်ဟုပင်သူထင်နေသည်ထို့ကြောင့်ပင်ပူကြရာဟုဘယ်အရာကိုမျှသူမမြင် သူတို့ပင်တခြားကလေးများသည်လည်းမကြခင်အိမ်ပြန်ရမည်ဟုတွေးလေသလားမသိသူတို့တွေသည် ဆော်ကစားကစကားဆိုကရှိနေပြန်သည်သူရွာအကြောင်းကိုရွာအကြောင်းပြောကြသည်ကျောင်းတက်သူတို့ကကျောင်းအကြောင်းပြောကြသည်ဆရာမအကြောင်းပြောကြသည် ကောက်သစ်စားပွဲများအကြောင်းပြောကြသည်လယ်ထဲမှာမိဘကိုရသည့်အကြောင်းများလည်းပါတတ်သေးသည် အာမူမင်းတို့ဘယ်တော့ပြန်ကြမှာလဲဟုဖိုးနီကမေးသေးသည် အေးဖိုးနေရဲ့အနှိုးပြောတာတော့ရွာဘက်မှာအေးရင်ပြန်ကျင်နေတဲ့စဘာလည်းရိတ်ရအောင်မယ်လေငါလည်းကြောက်မတက်ရဘူးမဟုတ်လားနင်းပြန်ကျင်ပြီလားငါလည်းပြန်ကျင်ပြီဝေးပြန်ကျင်တာပေါ့ဟဲ့ဒီအချိန်ဆိုတို့ရမှာခရစ်စမတ်နေ့တို့ပြောစရာပေါ့နင်းတို့စီမှာလည်းဖျားပွဲတွေနေပြီပေါ့ဟဲ့အေးပေါ့ဟာဖိုးနေတော့ဒီတိပင့်ရိမ်များတွင် တနေကုန်နေကြသည် တင်စရာလည်းမရှိเจ้าများသည်အဝေးတွင်ကြံရစ်ခဲ့လေပြီကိုနှစ်တယောက်တည်းအတွက်ဆိုလျင်ကသူနားပူတတ်တော့အဖြစ်စူတန်များကိုလည်းကြားစရာမလိုတော့အိမ်အလုံးများကိုလည်းလောက်ရံမလိုတော့ညမာလေးနဲ့လည်းညင်းခုံရံမလိုတော့ပြီသို့တော့ဘာကြောင့်မပြောပါတနည်းအားဘူးကတော့ရွာကိုလွမ်းကြောင်းခဏခဏပြောသည်ခိုးနီကလည်းစဉ်းစား၏သူလွမ်းသလားရွာကိုလွမ်းသလား တကယ်တကယ်စဉ်းစားတော့လေတိပင်းစိမ်းများရိမ်မိုးထားသည့်ဖြစ်တော့ရွာကလေးကိုမြင်အောင်လာသည်တငယ်ချင်းများနှင့်ပြေးလွှားဆော်ကစားကြရသောရွာလမ်းကိုတတိရသည်ရွာဦးစည်သည်ကဆဲလဲတံကို ပြန်လည်၍ကြားရောက်သည်လဲခွက်များကိုပင်တတိရစရာ ဖြစ်လာရသည်နောက်ဆုံးတော့လေသူ့စိတ်သည် သူ့မိသားစုနှင့်အတူနေထိုင်ခဲ့ရာအိမ်ကလေးတွင်ရပ်တန့်တော်၏အိမ်ကလေးတဲကရဲတံများညီလေးညီမလေးတို့နှင့် အဖေရေမောနေလျင် သူပါပြောရှင်ခဲ့သည်အဖေသည်သူ့ကိုရှိခင်ရင်းနှီးစွာမနေတတ်တော့လေအာကိုတတ်သည်ဟုအမေပြောဖို့သည်ကိုတတိရလာ၏ဟုတ်မှာပဲဟုလည်းအဖေကိုမြင်အောင်ကတွေးစပြူလာပြန်သည်ငါလည်းအိမ်ကိုလွားနေဟာဟုဖိုးနေသည် အားဖို့ဤစကားကိုထောက်ခံလာသည်အေးဟဲအိမ်ပြန်ရရင်ကောင်းပါပဲနော် နောက်ကြတော့လေသူတို့သည်ခလေးတို့ဤစိတ်ပြောင်းလဲခြင်းနှင့်အသားကြလာပြန်သည်ဂျေဂါမောကရှိလာပြန်သည်အာဘုကတော့စခန်းသို့စောစည်းစွာရောက်ခဲ့သူဖြစ်လေရာသူတွင် ပြောစရာများစွာရှိလေသည်နေလိုပဲစခန်းမှာအဖေအမေမင်ပါပဲရောက်လာတဲ့ခလေးတွေရှိသေးတယ်သိလားတချို့လူတွေလည်းကွဲကုန်တာပဲဟဲ့ငါတို့တော့ကံကောင်းလို့မကွဲတာတို့တော့ညပြေးတာမဟုတ်ဘူးနေဘက်ပြေးလာတာ အစကတော့အနှူးတို့ကမပြောင်းဘူးလို့ပဲတို့ပင်မဲ့နောက်တော့မရဘူးလေတိုက်ပွဲတွေကတဖြည်းဖြည်းနီးလာတာကိုဒီမှာဆန်ကုန်ရင်ငါတို့တော့ဒုက္ခပဲတဲ့လူကြီးတွေပြောတာချားခဲ့တယ်ဟုတ်ဘောက်ချားဆိုတော့ကောင်မလေးတယောက်ကဝင်ပြောသေးသည်ခိုးနေကတော့ထုံးစံအတိုင်းပြန်တွေးပြန်ဒီမှာအိမ်ပြန်ပါဘောဟုတ်ပင်တို့ပင်မဲ့ရွာကိုဘယ်လန်းကပြန်ရမည်နီဒါကတိတ်တော့လဲပူစရာရှိတယ်မဟုတ် လူကြီးများကလမ်းပြပေးမှာပါပူပန်စရာမှာတော့ဘသူမှမရှိသောအိမ်တို့မပြန်လိုခြင်းပေသည် အတွေးများနှင့်ငင်းငိုင်နေသောဖိုးနေသည်လူတန်းများအိုးကြက်ကြက်ကြားရတော့နားဆင်မိ၏တစ်ချက်တစ်ချက်ပြန်လွင့်လာသည်မှာကရှင်စကားများသာဖြစ်၍ဖိုးနေနားမလဲအာဘုကတစ်ချက်ထားကုန်ကလူသစ်တွေရောက်လာတယ်ဟေးဟုဖိုးနေကိုပြောသည်ပြီးတော့ခြေကပြေးသွားသည်ဖိုးနေလည်းသူ့နောက်ကပြေးလိုက်လာ၏ ဖိုးနီနေအမေမဟုတ်လားအာဘူးအီဝမ်းသာအာရအတန်ကြောင့်ဖိုးနီဒီလူအုပ်ကြတဲ့ဒူကြီးလိုက်သည်တခန်းကလူကြီးများနဲ့စကားပြောနေသည်မှာအမေပါတကားအမေဒီညီလေးကိုပွေဖက်လျက်သာတခြားလူများလည်းပါသေးသည်စကန်းတွင် နေရာချကအလौချုပ်ဆပြုနေသည်ကိုလည်းမြင်ရ၏အမေဒီသူ့အနာတိုးကပ်လာသောဖိုးနီကိုမြင်လျင်ဝမ်းသာလှိုက်လဲခြင်းနှင့်ပြုံးနေသည်ရုပ်ရှင်ကားများတဲကလိုတော့ ပြေးမဖက်ငိုလဲမငိုငိုရံပင်မျက်ရည်များကုန်ခဲ့ပြီလားမသိအမေအဖေတို့ရောကွဲသွားတယ်ဖိုးနေရဲ့ဘယ်ရောက်သွားမှန်းတော့မသိဘူးအမေဒီကုမပင်မျက်ရည်ဝဲစားပြူတာသည်ဖိုးနေကို ထွေးဖက်ထားသည် နောက်ထပ်ပျောက်သောအုံးမှာကြောက်နေတော့တယ်လို့ပင်ဖိုးနေသည်လည်းအမေခါကို တိုးဖက်ထားမိသည်ညီလေးကိုပင် ပို၍ရှစ်ခင်လာမိ၏ ဒီလိုနဲ့ညမှာတော့တားမိများအတူနေခွင့်ရရသည်စကမ်းမှာတော့ရှိသည့်တဲအကျယ်ဝန်းနှင့်လူဦးရေကမမျှခဲ့ပေဖြစ်ရာလူများသာ လူသာလှဲ့တာပင်မရှိ ဆောင်းရသည်ဖြစ်၍လူငွေနှင့်နှွေးထွေးသည့်ကိုပင်ကျေးဇူးတင်ရမလိုပင်ဖိုးနေနှင့်အမေသည်ညီလေးအိတ်ဆက်နေသည့်အနီးမှာတိုးကပ်ထိုင်နေကြသည် အမေသည်အပြင်ဘက်မြင်ကွင်းများကိုငေးနေ၏အပြင်တွင် မြင်ကွင်းသည်အမှောင်သာမိဘကမိတို့ငြိမ်းခဲ့လေပြီ လာခွေညာမှုပိမ့်ပိတ်အောင်မှောင်လေရဲ့ဒီပြင်မကိုပင်အမေဒီဘာကြောင့်မှမသိငေးကနေသည်ဖိုးနေသည်အမေနှင့်ပြန်တွေ့ရသည့်အတွက် အခါများစွာကထက် အားတက်လာရသည် မကြခင် သူတို့အိမ်ပြန်နိုင်တော့မီလားမသိအဖေတို့လည်းပြန်ရောက်ရင် ရောက်လာမှာပေါ့သူဒီအတွင်းနှင့်ရှင်လန်းစွာပြုံးလိုက်သည်အခုတော့ရွာပြန်လန်းကိုမမှတ်မိလဲရပါပြီ အမေရောက်လာပြီမဟုတ်လား အမေနဲ့အတူပြန်လျင်အိမ်ကိုချုံမောစွာပြန်ရောက်နိုင်ပြီဟုသူထင်ပါသည်အမေသားတို့ဘယ်တော့အိမ်ပြန်ရမှာလဲယင်အမေဒီသူ့အမေကိုမကြားဘူးလားမသိမမြင်ရတော့အမှောင်ကိုပင်ငေးမြဲငေးနေလေသည်စပယ်ဖြူနုဖူးငုံဆယ်ကျော်တက်မဂဇင်းဖေဗဝါရီလ2012ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆီယာမစပယ်ဖြူနုမြေသားတော့ အပြန်လမ်းဘက်မှာလမ်းဘက်မှာလို့အမည်ရတယ်။ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့မှာရှင်ပေပေဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်မများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့ညီကောင်မောင်များတွေနဲ့နောက်ထပ်ဝတ္ထုတော်လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ညီကောင်မောင်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ။